ောက်ပြီးတော့ကျွန်တော်တို့ဟာယုံကြည်သူဖြစ်လာတဲ့အခါမှာသခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့အကုန်လုံးပြီးပြတ်သွားတာမဟုတ်ပါဘူးယုံကြည်သူတယောက်မှရှင်းတင်ရှင်းထိုက်တဲ့အချက်၃ချက်ရှိပါတယ်အဲ့ဒါအတော့တကော73 73မှာပြောထားပါတယ်ယခုတွင်ယုံကြည်ခြင်းမျောလင့်ခြင်းချစ်ခြင်းဤသုံးပါးဒီဤသုံးပါးဒီလက်ရှိဤသုံးပါးတို့တွင်ချစ်ခြင်းမေတ္တာဤ အမြတ်ဆုံးဖြစ်တည်းဆိုပြီးတော့ကျွန်တော်တို့ကိုယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကဖွင့်ပြထားတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဟာခရစ်တော်ကိုကယ်တင်ပါခြင်းအဖြစ်နဲ့ယုံကြည်ပြီးရင်ပြီးသွားပြီဆိုတဲ့ခံယူချက်မျိုးကိုမထားဘူးဒီလိုယုံကြည်သူတယောက်မှရှင်းတင်ရှင်းထိုက်တဲ့အချက်၃ချက်အင်္ဂါ၃ချက်နဲ့ပြည့်စုံမှတ်တာလင်းစိမ္မာတော်ယုံကြည်ခြင်းဖြစ်မယ် ခရစ်တော်ရဲ့နောက်လိုက်ပြီးတော့မယ်ဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။ယုံကြည်ခြင်းဆိုတာခရစ်တော်ကိုကယ်တင်ပိုက်ခြင်းအဖြစ်ယုံကြည်ခြင်းအဲ့ဒီအချက်တစ်ခုတည်းမဟုတ်သေးဘူး။ဟေဘရဲ7:1တည်းမှာယုံကြည်ခြင်းရဲ့အဓိပ္ပာယ်ကို ဖွင့်ပြထားတာတွေ့ရတယ်။ယုံကြည်ခြင်းဆိုတာမျော်လင့်သောအရာတို့ကိုမြင့်မောက်ပြုခြင်းဖြစ်ပြီးမမြင်သေးသောအရာတို့ကိုတိမတ်ဆွဲလန်းခြင်းဖြစ်တယ်။ဒီနေရာမှာယုံကြည်ခြင်း မျောလင့်ခြင်းယုံကြည်ခြင်းနောက်မှာမျောလင့်ခြင်းကကပ်ပြပလာတာဖြစ်ပါတယ်ယုံကြည်ခြင်းမှာမျောလင့်ခြင်းရှိကိုရှိရမယ်ဖြစ်ပါတယ်ပြီးတော့နောက်ဆုံးတစ်ခုကချက်ချင်းမေတ္တာရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်တဲ့သူတိုင်းဟာကျွန်တော်တို့ဟာခရစ်တော်ရဲ့တတော်သမီးတွေဖြစ်တယ်တနေ့ကြရင်ခရစ်တော်နဲ့အတူ တူးတငယ်ရဲ့မင်္ဂလာဆောင်ပွဲကိုဆင်နွှဲဖို့ရန်မျှော်လင့်ရမှာဖြစ်ပါတယ်။အဲ့ဒီမျှော်လင့်ခြင်းနဲ့အသက်ရှင်မှတ်တာရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာစစ်မှန်သောယုံကြည်ခြင်းဖြစ်တယ်။မင်္ဂလာနဲ့ယောက်ျားလေးလက်မထခင်မှာဆေးစပ်ကြောင်းလန်းပြုလုပ်တယ်။သူတို့ဟာတနေ့ကျရင်မင်္ဂလာဆောင်ပွဲပြုလုပ်မယ်ဆိုတဲ့မျှော်လင့်ခြင်းနဲ့အသက်ရှင်တဲ့အခါမှာအဲ့ဒီမျှော်လင့်ခြင်းဟာသူတို့အတွက်အားဖြစ်စေတယ်။သူတို့အတွက်မျှော်လင့်ခြင်းဟာ တစ္ဆာကိုဖြစ်စေတာဖြစ်ပါတယ်။အဲဒါကြောင့်မို့ခရစ်တော်ကိုယုံကြည်တဲ့ခါမှာ ကျွန်တော်တို့မျှော်လင့်ရမှာကခရစ်တော်နဲ့အတူတိုးတကယ်တိုးတငယ်မင်္ဂလာဆောင်ပွဲကိုဆင်နွှဲရမယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့လစ်လို့ရှုလို့မရပါဘူး။ယာကျွန်တော်ယုံကြည်သောသူဟာမျှော်လင့်ခြင်းနဲ့အသက်ရှင်ရမယ်လို့နှုတ်ပတ်တော်ကကျွန်တော်တို့ကို သင်ပေးနေတာဖြစ်ပါတယ်။ပြီးတော့အရေးကြီးဆုံးအချက်ကတိယော၄၆မှာပြောထားတာရှိပါတယ်။ယုံကြည်ခြင်း မျောလင်းခြင်းချစ်ချင်းမေတ္တာဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်သူ့ကိုမချစ်ဘဲနဲ့ကိုယ်ချစ်ချင်းမေတ္တာမရှိရင်ဘုရားသခင်နဲ့ဘယ်လို့မှပေါင်းဆက်လို့မရဘူးဒါကြောင့်မို့ကျွန်တော်တို့ဟာယုံကြည်မျောလင်းပြီးတော့ဘုရားသခင်ကိုချစ်ရမှာဖြစ်ပါတယ်တချို့အိမ်ထောင်ရေးတွေဘာကြောင့်ပြိုကွဲသလဲဆိုရင်မိဘကပေးစားတဲ့အခါမှာချစ်ချင်းမေတ္တာမရှိဘဲနဲ့လက်ထပ်ထိမ်းရတဲ့အခါမှာ တချိန်ချိန်မှာဒီအင်တော်ရင်ဟာချစ်ချင်းမေတ္တာနောင်ကျိုးရဲ့ချီနောင်ချင်းမရှိတော့တဲ့အခါမှာဒီအင်တော်ရင်ဟာပျော်ကွဲသွားရတာဖြစ်ပါတယ်ကျွန်တော်တို့လည်းယုံကြည်သူတွေဟာယုံကြည်ခြင်းရှိရမယ်မျှော်လင့်ခြင်းရှိရမယ်ဖယားသခင်ကိုချစ်တယ်ဆိုတာဖယားသခင်ရဲ့စကားကိုနားထောင်ခြင်းဖယားတခင်ကိုဆွဲလန်းခြင်းဖြစ်တယ်။ဖယားတခင်အပေါ်မှာ လုံလုံလျက်လျက်စက္ကန့်အနံ့ခြင်းချစ်ချင်းမေတ္တာဖြစ်တဲ့ဖယားတခင်ကိုကျွန်တော်တို့ချစ်ချင်းမေတ္တာအားဖြင့်သာလျှင ဆက်ကပ်နိုင်တယ်ပေါင်းစည်းနိုင်တယ်ဆိုတာကိုဒီနေ့သိရှိဖို့ရန်ဖြစ်ပါတယ်